မင်္ဂလာပါရှင်တားတော့ပိုင်းတရားပုံ channel ကကြိုဆိုပါရရှင်ဒီနေ့မှာပေါ့နော်အဲတင့်ကိုသူကဘာကြောင့်ချက်မိွားရလဲပေါ့နော် ပြီးတော့သူဘာကြောင့်ချစ်မိသွားတာလဲဆိုတာကိုကြည့်ပြီးမယ်အဲ့တော့တင့်ရဲ့ဘောနော်ဒီတင့်ရဲ့ဘလို့အချက်လက်လေးကြောင့်သူတင့်ကိုချစ်မိသွားတာလဲဆိုတဲ့အရာကိုကြည့်ပြီးမယ်ဘောနော်ပိုင်1ပိုင်2ပိုင်3ပေါ့နော်အဲ့တော့သူကတင့်ရဲ့ဘလို့အချက်လက်လေးကိုကြည့်ပြီးတော့ချစ်မိသွားတယ်ဆိုတဲ့အရာကိုကြည့်ပြီးမယ်ဒီနေ့ review လေးက general review ပါနော် diamond review ဖြစ်ပါတယ်အဲ့တော့ကိုတက်တက်ပိုင်ရေးပြီးတော့ပါနော်အဲ့တော့တစ်ခါတော့ကိုဘာဘလို့ကြောင့်ဟာလဲကြောင့်ကိုချစ်သွားတာလဲဆိုတာကိုကြည့်ပြီးမယ်နော်အဲ့တော့ကျွန်မပိုင်1နဲ့စပြီးတော့အရင်ကြည့်ပါမယ်နော်အဲ့တော့ဒီနေ့မှာဆို oracle လေးကကျွန်မအသက်ကလေးရောက်လာတာပေါ့နော် ဒီ olive oil တစ်ကလေးနဲ့ကျွန်မကြည့်ပေးထားပါတယ်နော် ပိုင်ခွင့်လေးမျိုးပါရှင်ပိုင်ခွင့်လေးတစ်ဖက်သူကားပါဘောနော်ဘလို့အချက်လက်တွေဘလို့အကြောင်းအရာတွေကြောင့်သူချက်မိသွားတယ်ဆိုတဲ့အရာကြီးမယ်ဒီမှာပိုင်ခွင့်လေးရဲ့ energy တွေပါတယ်ဘောနော်သူဘာကြောင့်ချက်မိသွားတယ်ဆိုတဲ့အချက်လက်လေးတွေလည်းပါတယ်ဘောနော်အဲ့တော့ကြည့်ပြပါမယ်ဒါတော့ကျွန်မရှင်းပြလို့ပြီးသားအရာလေးပေါ့နော်အဲ့တော့ဒီမှာဒီ oracle ကလေးနဲ့အရင်ကြည့်မယ်။ဘာကြောင့်တင့်ကိုချက်မိသွားတာလဲဆိုတဲ့အနေထား။အဲ့တော့လေပိုင်ဝန်းလေးတွေဘာကြောင့်ချက်မိသွားလဲဆိုပိုင်ဝန်းလေးတွေကလေဘာသာတရားပေါ့နော်။ဘာသာတရားလုပ်တယ်။ပေးကန်းရရောတယ်။ ကိုယ့်ရဲ့ဘာသာတရားကိုအဲပြောမှဆိုရှင်အမြဲပြက်လို့တယ်အလူတူတန်းလေးလေးလို့တယ်ပေါ့နော်အလူတန်းလို့တယ်ရရောတယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်နော်ကိုယ့်ရဲ့ဒီကိုလုံနေတဲ့ဘာသာတရားပေါ်မှာစိတ်ဝင်စားမှုရှိပြီးတော့မှအမြဲတမ်းမပြက်ကိုလုံနေရဆိုတဲ့အနေထားမျိုးကိုတွေ့နေရတယ်နော်ပိုင်ပိုင်ဝန်းလေးတွေအားလေးပြောမှဆိုလို့ရှင်ပေါ့နော်အော်ကိုရလည်းရရောမှုရှိရဲ့အလူတန်းကလည်းမပြက်ဘောနော်ကိုရှိ အဲကိုမှကိုတရာတရားရှိတဲ့လောက်ကိုလူတွေတန်းတယ်ဆိုတဲ့အနေအထားမျိုးတွေကိုတစ်ဖက်သူကသဘောကျတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်အဲအဲ့တော့ donation တွေ့တယ်ပြီးတော့စုပေါင်းတာမျိုးလေးကိုရဲ့ relation ပို့ရဲ့ဘာသာတရားကိုတရားလိုက်စားတာမျိုးလိုက်စားရဆိုတဲ့အနေအထားလေးတွေ့ရတယ်နော်ပိုင်ဝန်းလေးတွေမှာဒီအနေအထားလေးကိုတစ်ဖက်သူကသူ့ကိုသဘောကျနှစ်ချက်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်နောက်တစ်ခုကတဲ့ဒီမှာဆိုကိုကြီးတက်တက်စိတ်ရှိရယ်နော်ပိုင်ဝန်းလေးတွေကလေး ကိုရင်သက်တဲ့အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်သူကျင်နာတရားရှိရယ်နော်ကျင်နာတရားရှိရယ်ဒီလိုလေးလေးကန့်ထားတာပေါ့နော်ဒီမှာတချို့ဟိုဟိုကိုနဲ့ဘေးပတ်ဝန်းကျင်မှာအဆင်ပြေတဲ့လူရှိလို့ရှင်လဲကိုကနိုင်တယ်လားကိုညီတာမျိုးငွေရေးကြီးအဖြစ်ဒါမှမဟုတ်လဲနှုတ်ဦးဆောင်ပါခြင်းဆိုတဲ့အဲစကားလုံးလေးနဲ့အပြောဆိုပေးတာမျိုးပေါ့နော်အဲကျင်နာမှုကျင်နာတရားပေးတယ်ဆိုတဲ့အနေထားမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုရဲ့ကိုညီခြင်းမှာလဲနှုတ်ဦးဆောင်ပါခြင်းအဲလက်ကိုရဲ့ဒီ ပြမဆိုရှင်ပစ္စည်းတချို့အရာလေးနဲ့ပေါ့နော်ကိုညီချင်းကိုညီနိုင်တယ်လားကိုညီငွေကြီးကိုညီရာမျိုးဥပစာကိုပေးခန့်စွန့်ကြဲရမျိုးပေါ့နော်အဲဒီလိုကိုညီမူလေးကိုညီမူလေးရနေကိုညီချင်းနဲ့စိတ်ကလေးမျိုးရှိရဲ့အရာလေးတွေကိုတစ်ဖက်သူကသဘောကျနေရတယ်ပေါ့နော်သဘောကျတဲ့အကြောင်းကိုသူချင်းမိသွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်တင်းရဲ့ဒီစိတ်လေးကိုနူးညံ့တဲ့စိတ်စင်နာတရားရှိရဲ့စိတ်ကလေးကိုတစ်ဖက်သူကသဘောကျရတယ်ဆိုတဲ့သဘောကျတယ်ပေါ့နော်အားကြောင့်သူချင်းမိသွားတဲ့အရာ ရှင်းလို့ရတယ်တွေ့ရတယ်ပြီးတော့ justice เนาะ justice energy တွေ့ရတယ်အခုအဲ့တော့လေ equally naturally logic ပေါ့เนาะအဲ့တော့ပြောဆိုရင်ဘယ်အရာဖြစ်ဖြစ်ကိုအလုံးမဖြစ်ဖြစ်အချင်းမဖြစ်ဖြစ်ပေါ့เนาะကိုယ့်ရဲ့ဆုံးမချက်ကဟိုပေါ့ပြောဆိုရင်တခြားလေးကိုသူမှန်ကန်တဲ့နည်းလမ်းမျိုးကိုသွားတယ်တခြားလေးဆုံးဖြတ်ချက်ချတယ်ဟိုဆုံးဖြတ်ချက်ချတဲ့နေရာမှာလဲကိုကဟို logically တခြားလေးရုပ်တိရှိရှိတခြားစဉ်းစားစဉ်းစားစဉ်းစားဆုံးဖြတ်ပြီးတော့ဟိုဆင်းဟိုပြောဆိုတခြားလေး information collected collecting information တခြားလင်းယူပြီးတော့မှအဲစဉ်စဉ်းစားတဲ့အရာရာကိုမျှတသနဲ့ပဲတွေးခေါ်ယူဆတယ်ဆိုတဲ့အနေထားပိုင်ဝန်းလေးတွေမှာရှိတယ်ဒီအနေထားကိုလည်းတစ်ဖက်သူကသဘောကျတာကိုယ်အလုံးမှာဖြစ်မျှတသပဲကိုယ့်ရဲ့ဒီအချင်းမှာဆိုလဲကိုယ်ကမျှတမျှတသနဲ့ပဲတွားတာပေါ့နော်ကိုယ်ဟိုဟိုဘယ်လိုပြောလဲအချင်းနဲ့ပတ်သက်မျှတ တစ်ဖက်တစ်ဖက်ဆင်းနေပြောဆိုလို့နေကိုမလိုလားကိုကလည်းတစ်ဖက်သူကိုလည်းအဲ့လိုပြောဆိုဖို့လို့ဟိုကစိတ်ကူးလေးနည်းနည်းမှတော့မရှိရဲ့သူမျိုးပေါ့နော်ပိုင်ဝန်လေးတွေကလေဒီလိုနေကြမှာဆိုရင်တစ်ဖက်သူကတင်ကိုအဲလေးစားတယ်ပေါ့ဒီစိတ်သက်ကလေးလေးစားတယ်အားကြတယ်အထင်အထင်ကြီးတယ်ပေါ့အထင်ကြီးပြီးတော့တင်ကိုချစ်မိသွားတယ်ဆိုတော့အရာလေးတွေ့ရတယ်နောက်ဘလို့အချက်လက်လေးရှိသေးတယ်ကျွန်မကြည့်အောင်မနော် အဖော်ရပန်ဒီကေတဲ့အဲ့တော့ကျွန်တော်ဆိုပိုင်ဝန်းလေးတွေပေါ့နော်ပိုင်ဝန်းလေးတွေကဒီ relationship ကိုရှစ်တခုနဲ့ပတ်သက်ပြီးတော့မှာပေါ့ relationship တခုဖြစ်လာပြီဆိုဒီ relationship တခုကိုခိုင်မြဲအောင်ခိုင်မြဲအောင်လဲလုပ်တယ်ခိုင်မြဲအောင်တိဆောက်တယ်ဆိုတဲ့အနေထားရှိတယ်ဒီအနေထားကိုတစ်ဖက်သူကသဘောကျခိုင်မြဲအောင်ခိုင်မြဲတယ်ဟိုပြောလို့သစ္စာရှိတည်ကြည်တယ်ပေါ့နော်ဒီလိုအနေထားလေးရှိတဲ့အနေထားကိုပိုင်ဝန်းလေးတစ်ဖက်သူကတိလဲတိနေတယ်စိတ်ကိုတိပြီးတော့မှာပြောလို့ဆိုပိုင်ဝန်းလေးတွေကိုဒီ ပိုင်းလေးရဲ့အချစ်ကိုသူတောင်းခဲ့တဲ့အနေထားပေါ့နော်တွေ့ရတယ်ပေါ့အဲ့တော့ဒီပိုင်းလေးရာလေးစေတဘောရာဖြူစင်နေပေါ့နော်စေတဘောရာဖြူစင်နေပြီးကန့်ရုံမှုရဲ့ရုံမှုရှိရဲ့စေတဘောရာဖြူစင်နေဟိုပြောမှဆိုရှင်အဲ့ဟိုကိုရဲ့ဉာဏ်ထဲမှာဆိုရှင်တဘာသူကိုကုညီရမယ့်စိတ်တွေအပြည့်အဝရှိနေရမျိုးပေါ့နော်ဘလို့ကုညီရမယ့်ဆိုတာစိတ်ရှိရဲ့ကျင်နာမှုတွေအပြည့်အဝရှိရဲ့အတရားတော့အတရားလေးတွေကိုအဖက်သူကလေလုံးဝ တင့်ပေါ်အလုံးကကြွေကြွေဝါတာပေါ့နော်ကြွေပြီးတော့မှအရင်သဘောကျသွားတဲ့အနေအထားရှိရပေါ့နော်ဒီလိုဆိုရင် queen rocket အနေအထားနဲ့ဒီမှာဒီပိုင်ဝန်းလေးရဲ့နှလုံးသားလေးရဲ့နူးညံ့တဲ့နှလုံးသားလေးပေါ့နော်နူးညံ့တဲ့နှလုံးသားရှိရပြောမယ်ဆိုလို့ရှိရင်ပေါ့ဖတ်တူဘယ်လိုကိုယ့်ရဲ့ဒီအနေအထားတစ်ခုမှဆိုရင်ပေါ့နော်ကိုမိဘဘဝဖြစ်ဖြစ်ကိုယ့်ရဲ့ဒီအလုပ်ကိုင်လုပ်ဖို့ကိုင်ဘက်ဘက်ဖြစ်ဖြစ်အဲဆက်ဆံတဲ့နေရာမှာလည်းရင်ကြီးတိမ်မွေးမှုရှိရပေါ့နော်ရင်ကြီးတိမ်မွေးမှုရှိရ ဟိုအကျဉ်းထားတရားပြေဝရှိရဆိုအနေထားပေါ့နော်ဟိုအလုံးမှာဆိုလဲကိုယ့်ရဲ့အလုံးဖို့ကိုင်းဖိုင်နေတဲ့ပတ်သက်ပြီးတော့မှကိုကလေးဟိုဖေးဖေးမမလေးနဲ့ ဖေးဖေးမှရှိရဲ့အလုံးနဲ့ပတ်သက်ပြီးကိုကအထက်လူဖြစ်အထက်လူကြီးဖြစ်ခဲ့တော့မှလက်အောင်ငယ်သားတွေပေါ်မှာလက်ဖြားပေးတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်အဲဟိုကိုလည်းကိုလည်းပင်မမန်းကိုလည်းကိုလည်းကိုလည်းကြိုးစားလို့အဲကိုရဲ့လက်အောင်ငယ်သားကိုလည်းကြိုးစားလို့ဆီချင်းနဲ့တန်းသူတာသူမီများဆိုတဲ့စိတ်နဲ့တွားတဲ့အနေအထားမျိုးအထက်အထက်လူကြီးဆိုပြီးတော့လည်းအရင်ကြီးပေါ့နော်အောက်အောက်လက်ငယ်သားတွေကိုဖိနှိပ် ဖိနှိမ်ပြီးတော့မှသွားတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်။ကိုယ်လည်းအောက်ငယ်သားရုပ်ဆိုလည်းကျင်နာတရားနဲ့ဆက်ဆံတယ်ဆိုတဲ့ဒီစိတ်လေးရှိရဲနှလုံးသားရှိရဲဆိုအနေထားပေါ့နော်။ဒီလိုအနေထားကိုတစ်ဖက်သူကအဲတုံသဘောကျသွားတဲ့အနေထားတွေ့ရပေါ့နော်။ တော့အဲ့ကြောင့်မို့လို့တစ်ဖက်သူကတင်းတင်းပြောပြောပြောဆိုရင်ဒီလိုအနေထားကြောင့်တစ်ဖက်သူကလေတင်းနဲ့လက်သွဲခြင်းနဲ့ဆိုတဲ့အနေထားပေါ့တင်းလက် live ကိုလက်သွဲခြင်းနဲ့သွားခြင်းနဲ့လို့ဆိုတဲ့အနေထားလေးတွေ့ရတာပေါ့နော်တစ်ဖက်သူအနေထားမှာဆိုရင်တော့တင်းနဲ့ဒီလက်သွဲခြင်းနဲ့အနေထားနဲ့လာပြီးတော့မှတင်းချစ်ကပ်ပြီးတော့မှတင်းအချစ်ကိုတောင်းခံတာဖြစ်လိမ့်မယ်တစ်ဖက်သူကလေဒီမှာလက်တင်းကိုတင်းချစ်ကိုတောင်းခံတာဆိုတဲ့အနေထားပေါ့နော်ဒီမှာတွေ့ရတာဟိုဒီမှာကတင်းနဲ့လက်သွဲခြင်းနဲ့တင်းချစ်လာတောင်းခံတာကိုတောင်းခံတာမျိုးပြီးတော့ ဟိုကိုဘက်ကလည်းပိုင်ဝန်းလေးဘက်ကလည်းတစ်ဖက်သူကိုလည်းချစ်ချင်းမေတ္တာတည်းအပြည့်အဝပေးရတဲ့ဆိုရယ်နိုင်လောကအန်နဂျီလို့တွေ့ရတာပေါ့နော်အပြည့်အဝပေးရဲကိုလာချစ်တဲ့သူပေါ်မှာလည်းကိုအပြည့်အဝပြန်လဲပြီးတော့မှချစ်ချင်းမေတ္တာတည်းအပြည့်အဝပေးရဲ relation တစ်ခုကိုတေချာလေးကိုကိုကဟိုတိဆောက်ထားခိုင်းမာလေးနဲ့တိဆောက်ပြီးတော့သွားချင်တဲ့သူဆိုတဲ့အနေထားကိုတစ်ဖက်သူကတည်းအထင်မှာဒီအနေထားလေးကို တစ်ဖက်သူကဟိုဟိုတဖြည်းဖြည်းနဲ့ကိုနဲ့အနိကန်နေလေကိုရဲ့စိတ်ဓာတ်လေးပို့ပြီးတော့တိလာနေပြီးတော့ပို့ပို့ပြီးချစ်မိသွားတာမျိုးအဲပို့ပြီးတော့လည်းဒီတိုင်ငယ်ရတဲ့တင်းနဲ့ပတ်သက်တဲ့အရာတွေသူအဲတချို့အရာလေးသူစုံစမ်းပြီးတိတဲ့အရာမျိုးကမှဆိုလို့ရှိရင်တင့်ကိုဒီအချက်လက်တွေနဲ့ချစ်မိသွားတယ်နောက်ပိုင်းကျမှတင့်ပို့ပြီးတော့မှလေးစားလေးစားတဲ့အနေအထားမျိုးရောက်ရှိလာတာမျိုးဆိုတဲ့အနေအထားတွေ့ရတယ်ဘောနော်ပိုင်း1လေးတွေပေါ့နော်ပြောမှဆိုရင်ပိုင်း1လေးတွေအလုံးနဲ့ပတ်သက်ပြီးဆိုလဲတခြားလေးစူးစမ်းအားထုတ်ဖို့ရှိရယ်နော် ကိုယ့်ရဲ့အလုပ်ငန်းလေးကိုဆိုတော့တခြားလေးဘူးဆိုင်ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုကိုယ်ပိုင်လုပ်ငန်းမဟုတ်တဲ့ဒီဝန်ထမ်းလုပ်ငန်းဖြစ်ဖြစ်ကိုယ့်အလုပ်မှာကိုယ်ကတခြားလေးအအောင်ဆိုင်ပြီးတော့မှစူးစမ်းအားထုတ်မှုအပြည့်အဝလုပ်တယ်ဆိုတာကိုလည်းတွေ့ရတယ်ဒီအနေထားမှာလည်းပိုင်ဝန်လေးရဲ့စူးစမ်းမှုကိုသူသဘောကျတယ်ပေါ့နော်ဒီအနေထားကိုသူအဲသဘောကျတဲ့အခါမှာကိုယ်ချစ်မိသွားတယ်ဆိုပြီးတော့မှကိုယ့်ရဲ့ဒီ live ထဲကိုသူကဆွဲခေါ်လာတာပေါ့နော်အဲသူ့ရဲ့ live ထဲကိုကိုယ်ဆွဲခေါ်လာတဲ့အနေထားနဲ့ပိုင်ဝန်လေးကိုချစ်မိသွားတာပေါ့နော်အဲတော့ပိုင်ဝန်လေးတို့ကတော့ဒီလောက်ပါပဲနော်အဲကျွန်မပိုင်တူးလေးတွေသွားလိုက်ပါမယ်နော် အဝန်လေးတွေဒီဗီဒီယိုလေးကိုကျင့်တယ်မလို့မျှော်လင့်ပါတယ်နော်အဲ့တော့ပိုင်တူးလေးတွေတော်မယ်နော်အဲ့တော့ပိုင်သူလေးတွေမင်္ဂလာပါရှင်ပိုင်သူလေးတွေတစ်ဖက်သူကဘာကြောင့်တင့်ကိုချစ်မိသွားတာလဲပေါ့နော်အဲ့ဒါလေးကြည့်ပြပါမယ်အဲ့တော့တစ်ဖက်သူကတင့်ကိုဘလို့အချက်လက်တွေကြောင့်တင့်ကိုချစ်မိသွားတယ်ဆိုတာကိုကြည့်ပြမယ်ကျွန်မ Oracle လေးအရင်ကြည့်ပြမယ်နော် Oracle ကလေးအတယောက်တလားလေးနဲ့ကျွန်မ ဒီနေ့အစ်စ်နဲ့ကြည့်ပေးပါမယ်။အဲ့တော့ပိုင်ဝန်းလေးတွေပိုင်ဝန်းလေးတွေကပိုင်ဝန်းလေး price เนาะညက်လေးလေးမာနာတော့ရှိပိုင်ဝန်းလေးမာနာရှိရဲ့အဲကိုကိုလေကိုကအလုံးမကိုဟိုမန်တလဖူးလေးစောင်းထားဆိုတာလေပိုင်ဝန်းပိုင် sorry ပိုင်တူးလေးရေနော်ပိုင်တူးလေးကအလုပ်တနေရမှာလေဒီရှားတို့တစ်ခုရရှိရသူမျိုးအဲ့တော့ဒီမှာဆိုကိုရဲ့နည်းနည်းမန်မာနာလေးအနေငယ်ရှိရဲ့ဆိုတဲ့အနေထားပေါ့နော် အဲနည်းနည်းလေးအတားလေးနည်းနည်းရှိတယ်မမနာရှိတယ်ကိုလုံနိုင်တယ်ကိုမန်နေလုံနိုင်တယ်ကိုအရာကိုဘယ်လိုမျိုးကိုစူးစမ်းအထောက်အထားနဲ့ကိုယ့်ရဲ့ ability အပြည့်ရှိတဲ့ခါမှာကိုယ့်ကို confidence ရှိနေရပါတော့ပြောရင် confidence level က so high ဖြစ်နေရအရင်ကို confidence level ရှိကြည့်ရခါမှာဆိုရင်နည်းနည်းလေးကိုယ့်ရဲ့ဟိုကိုယ့်ရဲ့စိတ်ကလည်းအဲမာနလေးနည်းနည်းရှိတာမျိုးဘဝင်လေးနည်းနည်းမြင့်ချင်တာပေါ့ ရှိရဲ့အနေထားလည်းရှိရဲ့ဒီအနေထားကိုလည်းသူကသဘောကျတယ်ပိုင်ဝန်းလေးတွေကိုပိုင်သူလေးတွေကိုလေဒီလိုအနေထား confidence ရှိရှိနဲ့ဆက်ဆံနဲ့တွားလာတယ်အလုပ်လုပ်လှုပ်ရှားတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်အဲ့ဒီအနေထားလေးကိုတစ်ဖက်သူကသူကသဘောကျနေတာပေါ့နော်တင်းရဲ့လောက်ကိုင်းနေတဲ့ဆွမ်းရည် ability ကိုလည်းသူနှစ်ချိုက်တယ်ဆိုတဲ့အနေထားတွေ့ရတယ်နော်နောက်တစ်ခုကကျတော့ဒီမှာဒီ saving ရှိရဲ့နော် saving ပေါ့နော်ပိုင်သူလေးတွေကလေ preservation collecting minus ဆိုတော့လေ ကက်စီလက်နဲ့ရတယ်လာပိုင်တူးလေးရတယ်ကက်စီလက်နဲ့ကိုစုရဲ့ငွေစုပုံလို့ကိုလေမပြောင်းပြက်ထိမ့်သိမ့်နေရပေါ့ဒီကြည့်မလားဒီမျိုးဒီအပုံဆိုရင်ဒီပုံကလည်းမရောအောင်လေကိုကလေ၃တော့၃နဲ့အဲလည်းကက်စီနဲ့လည်းဆက်ရှိတယ်အရင်လည်းစုရပေါ့နော်ငွေလည်းစုစားမှုရှိရယ်အဒီငွေလေးကိုလည်းထိမ့်သိမ့်ထားတယ်မပြောင်းပြက်အောင်ပေါ့ထိမ့်သိမ့်ထားတယ်ဆိုရက်ဆက်ရှိတယ်အဲ့တော့တစ်ဖက်သူကလေ ်သင်ရလေအဲ့လိုကက်ဆင်းတဲ့စိတ်ကလေးကိုသူကသဘောကျတာပေါ့နော်ကက်ဆင်းနေတယ်ဆိုတော့ကက်ဆင်းတဲ့စိတ်ကလေးကိုသဘောကျတယ်စူဆောင်းတယ်ဆိုတဲ့အရာလေးကိုသူကလေသဘောကျတယ်သင်ရလေအသင်ပေါ့နော်ပိုင်တူးလေးတွေပေါ့နော် strategy เนาะအဲ့တော့ပြောမယ်ဆိုအလုံးနဲ့ပတ်သက်ပြီးတော့မှကိုယ်ကလေမိဖြူဟာဘယ်လိုသုံးရမလဲဆိုတော့ကိုယ့်ရဲ့အဲအဲကိုယ့်ရဲ့ဒီပြောမယ်ဆိုရင်ကိုယ်ကိုယ်ပါလေဟိုဆွမ်းဆောင်ရရှိရပါဘောအလုံးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဘယ်လိုမျိုးသုံးရမလဲဘယ်လိုကြိုးတင် planning ဆွဲရမလဲဆိုတဲ့အရာမှာဆိုရင်ကိုယ့်ရဲ့ဒီ လုပ်လို့ရမယ့်အရာမှာကိုကြိုတင်ပြီးမှလုပ်နိုင်တယ်ကြိုတင် plan ဆွဲနိုင်တယ်ဆိုတဲ့အရာမျိုးပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတခြားတသက်ရရလေးနဲ့ကိုလုပ်နိုင်တယ်ဆိုတော့ဆွမ်းဆွမ်းရည်တစ်ခုရှိရဆွမ်းရည်ရှိတယ်ပေါ့နော်ဘာလို့ဆိုအလုံးမှာတကယ်ကိုတခြားလေးကို performance ကောင်းကောင်းလေးကိုလှုပ်ဆောင်နိုင်တဲ့အရာလေးကိုတစ်ဖက်သူပါလေလုံးဝဟိုလေးစားအထင်ကြီးရတွေ့ရတယ်ပေါ့နော်တစ်ဖက်သူအနေနဲ့အတင်းအောင်ပေါ့နော် sublet မှာရှိဘာပြောလို့ဆိုတော့ဟို ပိုင်တူးလေးတွေလေပိုင်တူးလေးရလေကိုကိုလေအရန်ချက်တယ်နော်အဲ့တော့ကိုကလည်းသူတို့အနေထားမှာဆိုကိုကဒီမှာအင်းဒီပန်းတက်ပေါ့နော်ဒီကိုကိုချက်တင်နိုင်တဲ့ဘလူးမောင်မမီခိုးကိုကိုလုံးနဲ့ကိုချက်တင်နိုင်ပြီးတော့မှကိုသွားနိုင်တယ်ဆိုအနေထားမှာဆိုအဲ့လေးမာနာနည်းငယ်ရှိရမျိုးပေါ့နော်အင်ဒီပန်ဒန့်ဖြစ်တဲ့မိန်းကလေးခါမှာကြတော့လေဒီအနေထားကလည်းတစ်ဖက်သူကတဲ့အင်ဒီပန်ဒန့်မိခိုးကျင်းတဲ့စိတ်မရှိစိတ်မရှိရဲ့အနေထားကသူသဘောကြလုံးဝဘလူးမောင်မမီခိုးကိုကိုကိုသွားမယ်လာမယ်ဆိုတဲ့စိတ်ရှိရဲ့ပေါ့နော်ဘလူးမ မဟိုဟိုတရက်ကိုမှုကိုနေရမျိုးမဟုတ်ဖက်နဲ့ကိုကိုတိုင်းဟိုကိုကိုအမြဲဟိုစိတ်ကိုကိုကိုစိတ်ကထက်နေရကိုစိတ်ကထက်နေကိုစိတ်အရေးတွေ့ရလဲအမြဲထက်မြက်နေပြီးတော့မှလည်းသူတပားကိုမှုကိုမှုရှိကိုကိုစိတ်စိတ်လည်းပြောဆို sorry ကိုရဲ့စိတ်ဆုံးဖြတ်ချက်နဲ့ပဲကိုသွားနေရအောင်နော်သူတပားကိုသွားပြီးတော့မှလည်းတကူကြောင့်တစုံတကူကြောင့်တိုင်မင်နာမျိုးမရှိကိုသွားချင်းကိုလုပ်မယ်ဘရုမအရင်ရောဟိုဟိုဘာလဲ ရိုင်းတက်မယ်တိုက်မယ်ဆွေးနွေးရမယ်သိမရှိဘူးပိုင်တိုးလေးတွေအားလေးကိုကိုအရင် confident level ကဆိုဟိုက်ဖြစ်နေတဲ့အခါမှာကျတော့လေကိုလုံးနိုင်တဲ့ကိုရဲ့အရေးရှင်ကိုကိုယုံကြည်မှုစက်ကွန်ဖီဒန့်လည်းရှိတဲ့အခါမှာကျတော့လေအဲကိုဟာဟိုလုပ်ငန်းမှာလုပ်ငန်းအတွေ့အကြုံနဲ့ပါလာပါတော့ပိုင်တိုးလေးကဒီလိုအနေထားမှာဆိုကိုကိုကိုယုံကြည်မှုကအရင်ရှိရဲ့ independent ဖြစ်တဲ့အခါမှာကျတော့တစ်ဖက်သူကတင်းရံဒီလိုအရေးချင်းမျိုးတင်းရံဒီအလုံးနဲ့အလုပ်ကံနဲ့ပတ်သက်တဲ့ ability မျိုး တင်ကစင်းတဲ့အရာလည်းသူကသဘောကျတာပေါ့နော်အဲ့အနေထားမှာတွေ့ရပါတယ်နော်ပိုင်ပိုင်တူးလေးတွေကိုပေါ့နော်ပိုင်တူးလေးတွေသဘောကျတယ်ဒီလိုတင်ဘဝင်မြင့်တာလေးကိုလည်းတစ်ခါကျရင်တင်လို့ပေါ့နော်ဒီပြောဖို့ဆက်ဆက်တဲ့အရာလေးကိုလည်းသူကနှစ်ချိုက်နေတာမျိုးတကယ်လေတချို့လူတွေရဲ့ကျမများလေတင့်ကိုချစ်မိတဲ့သူကတော့လေတင့်ရဲ့လုပ်ငန်းခွင်ထမ်းကတဲ့ရောက်ကတင့်ကိုသဘောကျနေတင့်ကိုကြည့်ပြီးတော့စောင့်ကြည့်ပြီးတော့လေတင့်ကိုချစ်နေတာပေါ့နော်ပြီးတော့မှလာခွင့်ပြောတာဖြစ်ကောင်းလည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုတင့်တင့်နဲ့ပတ်သက်တဲ့အရာမှန်တယ်မြောက် ြည့်ရင်အဲတင်ပြောဆိုတဲ့အရာတိုင်းကိုလေဟိုဟိုအထင်ကြီးပြီးတော့လေးစားနေတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့တချို့လေးတွေ့ရတာတင်းနဲ့တင်းနဲ့တစ်ဖက်တူပါဆိုရင်တင်းနဲ့လုပ်ငန်းခွင်တစ်ခုတည်းမှာလုံးလို့ရတာကတော့မဟုတ်လဲဆက်ရှင်တပါမတ်မတူတာမျိုးအဲ့လိုအနေအထားမျိုးကသူလေးဖြစ်ဖို့များတချို့လေးတွေမှာလေအဲ့တဖက်တူသူတို့အကြောင်းကလည်းသဘောကျတာပေါ့နော်ဟုတ်ကြတယ်နောက်တစ်ခုကတဲ့ဒီမှာကြီး balance ပေါ့နော်ဒီမှာ ဘယ်ရာပဲဖြစ် flexible ဖြစ်အောင်နေတဲ့ပေါ့နော်အလုပ်မှာဆိုလဲခေကိုမြတ်တော့စားနဲ့နေထိုင်လောက်ကိုင်းနိုင်လေမိသားစုတောင်းဝင်လဲမလိဟင်းစရာဘူးကိုယ့်ရဲ့ဒီအလုပ်တောင်းဝင်မှာမလိဟင်းစေဘဲနဲ့ကိုယ်အမြင်နဲ့ဘယ်လဲမြတ်တော့စားနဲ့သွားနိုင်လဲဆိုတော့သူလေးပေါ့နော်ရက်တည်နိုင်လဲသွားနိုင်လဲဆိုတော့အနေထားမျိုးလေးပေါ့နော်ပိုင်အဲပိုင်တူးလေးတွေမှာရှိရယ်ပြီးတော့ဒီမှာ balance ပေါ့နော်ဒီမှာ temperature မှာတွေ့နေရ balance ညီများဆိုတော့ဆိုတော့ဒီမှာကြည့်အရာရာကိုဒီဟန်ချက်ညီလေးနဲ့ကိုထိမ့်ကုတ်ပြီးတော့မှ ဘယ်လက်မြောင်သွားနိုင်ရဲ့ဆိုတဲ့အနေထားဘယ်လိုပဲဘယ်လိုပဲအလုပ်တွေရှုပ်ပါစေကိုမိသားစုအရေးမှလည်းကိုကလက်တောင်းဝန်ပြတ်စေရအောင်တောင်းဝန်ပြေဝယူတောင်းဝန်တိတက်တက်စိတ်လည်းရှိရပါတော့နော်ဒီလိုအနေထားမျိုးလည်းကိုသွားနေတဲ့အနေထားပါတော့နော်တွေ့ရတယ်ဆိုတဲ့အခါမှာဟိုပိုင်းတူးလေးရဲ့တစ်ဖက်တူကကိုသဘောကျတယ်ပိုင်းတူးလေးရဲ့လေဟို ကိုကိုပြောမလို့ဆို confident ကတော့ကိုယ်စိတ်ထဲမှာအမြဲတမ်းလေကိုလုံးနိုင်နေဆိုတဲ့အနေထားကိုငွေရှာနိုင်နေဆိုတဲ့အနေထားအမြဲတမ်းကိုယ့်ရှင်ထဲမှာကိန်းအောင်တဲ့အခါမှာလေကိုကိုဘာလို့ဘယ်လိုလုပ်မလဲဆိုကိုယ်စိတ်စိတ်စုံဖွဲ့ချက်နဲ့ပဲကိုသွားတဲ့သွားလာမျိုးသွားလာများတဲ့ပိုင်းတိုးလေးရာလေဒီအနေထားဒီအနေထားပေါ့နော်ကြည့်ရတဲ့အနေထားမှာလေတစ်ဖက်ကကိုယ်ဒီလိုအနေထားကိုသဘောကျတဲ့အနေထားရှိရဲ့ပြီးတော့ဒီမှာလေတွေ့ရ confident ငွေချင်းနဲ့ပတ်သက်ပြီးတော့မှပြည့်စုံရှာကိုကိုယ့်ရဲ့အနေထားတစ်ခုမှာတခြားလေးရှာနိုင်ဖွယ်နိုင်နေဆိုတဲ့အနေထားပေါ့နော်ရက်တည်နိုင်နေဆိုတဲ့အနေထား တွေ့ရတဲ့အခါမှာဆိုလဲပြောမဆိုရင်တပတ်သူကတင်းရဲ့ဒီစိတ်တက်ကိုသဘောကြတင်းရဲ့စိတ်တင်းရဲ့ထက်မြက်နေတဲ့အနေထားအဲအဲ့လိုအနေထားမျိုးသဘောကြတာပေါ့နော်အဲ့လိုအနေထားမျိုးသူသဘောကြတယ်ဟိုဟိုပြောမဆိုကိုကိုရက်တည်နိုင်နေတဲ့အနေထားကိုသူကပို့ပြီးတော့မှနှိမ့်ချနေရတယ်သဘောကြရတယ်ပေါ့နော်တပတ်သူအနေထားမှာလေအဲ့တော့ပိုင်းပိုင်းတူးလေးရတယ်ပြောမဆိုရင်ဘလို့အခက်ခဲလေးလာလာပေါ့နော်အခက်ခဲလာလာရင်ဆိုင်ကြော်ဖြတ်နိုင်တယ်ဆိုတဲ့အနေထားရှိရနော် စိတ်ပင်ပန်းပစေစိတ်ကိုစိတ်ပင်ပန်းပစေရတယ်ဒီအလုပ်တွေကိုကြော်ဖြတ်နိုင်လုပ်နိုင်တယ် sorry ပါရှင်ကိုလုံးရဲ့အလုပ်တခုမှာတခြားအာရုံစိုက်ပြီးတော့မှကိုကလေဟိုဘယ်လိုမျိုးလဲအဲဟိုတခြားလေးကိုတစ်ဖက်လူကိုရဲ့အထက်လူဒီဘောနော်ကိုလုံးရဲ့အလုပ်မှာကိုအထက်လူရဲ့အထက်လူကိုကိုကတင်ကြမဲ့အနေနဲ့မှာဆိုတခြားလေးကိုတသက်ရဲ့ခိုင်နေကိုလုံးကို PC ရဲ့အချင်း အချိန်မတိုင်ခင်အချိန်မီအောင်မဟုတ်အချိန်မတိုင်ခင်ပြီးစီအောင်ကြိုးစားအထောက်တဲ့သူလေးပေါ့နော်ဒီလိုနေသားလေးပါဖက်သူကတင်သဘောကြတာမျိုးပြောမှဆိုရင်နိုင်တော့ပန်နီကင်မှာလည်းဒါလည်း confusion ရှိရတူပေါ့နော်ကိုယ့်ကိုအများအား shining ဖြစ်အောင်လို့ဒီကိုယ့်ကိုကြိုးစားကိုယ့်ကိုအများအားတိုးတက်အောင်ကြိုးစားနေရဆိုတဲ့အနေထားလေးမှာပေါ့နော် အာဟိုပြောမဆိုရင်ပိုင်တူးလေးတွေကလေအမြဲတမ်းလေကိုယ့်ရဲ့လေ့လာမှုအာပေါ့နော်ကိုယ်အလုံးနဲ့ပတ်သက်သက်ပြီးတော့မှကိုယ့်ရဲ့လေ့လာမှု knowledge တွေအမြဲတမ်းဟိုအမြဲတမ်းလေ့လာနေရကိုယ်အစစအမှန်ဖြစ်ပေါ့နော်ဒီဒီ social media ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဟိုလေ့လာလို့ရတဲ့ဒီ application တချို့ဒါမှမဟုတ်ဒီလိုအရာတွေကိုကိုယ်ကအသုံးပြုပြီးတော့မှအမြဲတမ်းကိုယ်ကိုယ်တိုးတက်မဲ့တိုးတက်ရတိုးတက်ချောင်းလို့အမြဲတမ်းကိုယ်လေ့လာနေတယ်လေ့လာလိုက်စားတယ်ကိုယ့်အတွက် တိုးတက်ကြီးပွားဖို့ကိုယ့်ရဲ့ဘဝရှိုင်းလေးဖြစ်ဖို့အတွက်ကိုအများကြီးစူးစမ်းခြင်းစူးစမ်းတယ်ပေါ့နော်အဲအဲ့လိုစိတ်ကလေးကိုလည်းတစ်ဖက်တူကသဘောကျတာသင်ရဲ့ပေါ့နော် confidence ရှိတယ်အများကြီးစူးစမ်းခြင်းစိတ်တွေနဲ့တွားနေရပေါ့နော်အဲဒီမှာကြည့်ရတဲ့အချိန်မှာလေးပိုင်တူးလေးတွေကလေးအဲ့ချစ်အချင်းရေးမှာတော့ချစ်တယ်ဒါပေမဲ့လေအချင်းရေးမှာဆိုချစ်ပေမဲ့တခါရိုက်သူ့ရဲ့ကိုယ့်ရဲ့အလုပ်မှာလေပို့ပြီးတော့မှလေဟိုပေါ့ ကိုလူကိုပိုချစ်တာများချစ်တော်ချစ်ဟိုချစ်သူတော့ချစ်မှာကိုအလုပ်ကိုလေကိုကလည်းအလုပ်ကိုငယ်စဉ်ကတည်းကပေါ့နော်ကိုရဲ့စူးစမ်းမှုတွေနဲ့ကိုဒီရာလူတစ်ခုရလာတဲ့ခါမှာလေကိုအလုပ်ကိုကိုအရန်ချစ်မြော်နေတာပေါ့နော်ဟိုဟိုအလုပ်မှာအခါတိုင်းအာယုံစူးစမ်းမှုတွေဟာလေတအားများတယ်ဟိုအလုပ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကိုကဟိုဘယ်လိုသိအောင်သူများထက်ပိုတော်အောင်ဘယ်လိုစူးစမ်းရမလဲဆိုတဲ့အနေနဲ့အမြဲတမ်းတွေးတောတယ်စဉ်းစားမပြတ်မပြတ်ပေါ့နော်စူးစမ်းရတယ်ဆိုတဲ့အနေနဲ့ အလိုအနေထားလည်းရှိရဒီလိုအနေထားတစ်ဖက်သူကလည်းသဘောကျတယ်ဆိုသဘောကျတယ်နှစ်ချိုက်တယ်ဆိုပြီးတော့မှတင်ုံလာပြီးတော့မှဟိုချေးချက်ခွင်လာပန်ပြီးတော့မှတင်ုံချစ်မြို့ွားတယ်ဆိုပြီးတော့လာပြောတာမျိုးပေါ့နော်တင်ရဲ့အနေထားလေးကိုကြည့်ပြီးတော့မှလုံးဝသဘောကျသွားတာမျိုးအနေထားတွေ့ရတာပေါ့နော်အဲ့တော့ပိုင်တူးလေးကတော့အတွက်ကဒီလောက်ပါပဲကျွန်မပိုင်တူးလေးကိုသွားလိုက်ပါမယ်နော်အဲ့တော့ပိုင်တူးလေးကိုလည်းဒီဗီဒီယိုလေးကိုကျင်းနေမှလို့ပြောလင်းပါတယ်နော် တော့ပိုင်သူလေးတွေမင်္ဂလာပါရှင်ပိုင်သူလေးတဖက်သူကဘာတန်းသဘောကြပါလဲပေါ့နော်အဲတင်းရဘလို့အချက်လက်တွေကြောင့်သဘောကြပါလဲဆိုတာကိုကြည့်ပြမယ်နော်အဲတော့ဒီနေ့ reading လေးက January ဖြစ်ပါတယ် time lapse reading လေးပါနော်အဲတော့တဖက်သူကတင်းရဘလို့အချက်လက်တွေကြောင့်သဘောကြပါလဲဆိုတာကိုကျွန်မကဒီမှာ oracle လေးနဲ့တုံးပေးထားပါတယ်နော် oracle လေးနဲ့တုံးပေးထားပါတယ်အဲတော့ oracle လေးအရင်ကြည့်မယ်နော်ဒါဘာကြောင့်တင်းသဘောကြပါလဲတဲ့အဲတော့ပိုင်3လေးတွေကလေ idea နော်ညံပြောမှဆိုလို့ရှင့် inspiration ညံကုမျိုးရယ်နော်ညံကောင်းတယ်ညံကောင်းတယ်ပြောမဆိုလို့ရှင်ဒီဟိုကိုယ့်ရဲ့လုပ်နေတဲ့အလုပ်မှာလဲကိုယ့်အထက်လူကြီးကိုဘလိုဘလိုသွားမလဲဆိုတော့ suggestion ပေးနိုင်တဲ့သူတဲ့ဟိုအလုပ်အလုံးနဲ့ပတ်သက်တဲ့ဟိုဘောနော် suggestion တွေပေးနိုင်တယ် vision ပေါ့နော်အအမြင်ကျဲတယ်အမြင်ရှိရယ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့သူများထက်ကိုတကွက်ပို့ပြီးတော့ကြိုမြင်တာမျိုးအကြိုပြီးတော့တွေးတောတတ်တဲ့ဉာဏ်ကောင်းမှုဉာဏ်ကောင်းတယ်ပေါ့နော်ဉာဏ်ကောင်းတဲ့ idea ကောင်းကောင်းတွေထွက်လာတယ်ဆိုတဲ့အနေထားမှာတစ်ဖက်သူကတင့်ကိုသဘောကျတယ်တင့်ရဲ့ဒီ တဲ့ဒီညံကောင်းတဲ့ဒီဘောနော်ဒီ idea တချို့သူသဘောကျတယ်ဗောနော်တင်စူးစမ်းတင်အလုံးနဲ့ပတ်သက်တဲ့အရာမှလည်းသူစူးစမ်းမှုရှိရယ်ပြီးတော့ဒီပြောမဆိုဒီ idea ကောင်းကောင်းနေတစ်ဖက်သူတစ်ဖက်သူ idea ကောင်းကောင်းနေကိုကထပ်လို့ပေးနိုင်တယ်ဒီအကြောင်းမလို့ကိုကလေကိုရဲ့အလုံးမှာဆိုရင်ကိုနဲ့ကိုရဲ့ဂုံတဲ့င်းကဗောနော်ဒီအလုံးမှာဟိုဗောကောင်းတဲ့ဂုံတဲ့င်းနဲ့ပြန့်လွင့်နေတာမျိုးအပိုင်းသူတို့လေးရာလေကိုရဲ့ဒီစူးစမ်းမှုတစ်ခုကြောင့်ဒီနေထားကြောင့်လည်းတစ်ဖက်သူကတင်သဘောကျတာလည်းဖြစ်ကြဗောနော် အော့စကက်ဂျူးเนาะဒီမှာအော့စကက်ဂျူးဆိုမှလည်း manage plan organize ပေါ့အဲ့တော့ဟိုပြောမှဆိုရင်အဖွဲ့အစည်းနဲ့လည်းတခြားလေးလုပ်နိုင်တယ် manage လုပ်နိုင်တယ် plan လေးကျူးကျူးတင်ပြီးတော့မှဟိုကျူးတင်ပြီးတော့မှကိုလုံးအောင်အဲ့လိုမှ plan ကျူးဆွဲပြီးတော့မှတခြားလေး schedule ပေါ့เนาะစနစ်တခြားလေးအလုပ်မှလုပ်နိုင်တာမျိုးပေါ့เนาะအဲအလုပ်နဲ့ပတ်သက်ပြီးတော့မှတည်တက်ကလေးနဲ့လုပ်နိုင်တယ်ဆိုတော့အနေထားကို တစ်ဖက်သူသဘောကျတာဖြစ်တယ်ဗောပြီးတော့နောက်တစ်ခုကမိသားစုလိုနှွေးထွက်တဲ့စိတ်ရှိတယ်ပိုင်သူတို့လေးတွေအားလေ nutritious စိတ်ရှိတဲ့ family ဗောနော်မိသားစုစိတ်တက်ရှိတယ် nutritious မှုရှိရဘသူလလာကိုကလေ nutritious နဲ့ဆက်ဆံတယ်ပြောဆိုတယ် လူလူဆိုးဆဆန်နဲ့ပြောဆိုရဲပေါ့နော်ခင်သက်မင်သက်တယ်ဆိုတဲ့အနေထားလေးပေါ့နော်အဲ့တော့တခါသူ့ကိုကိုနဲ့စကားခဏလေးပြောလိုက်တာနဲ့သူနဲ့ကိုနဲ့မသိရင်ဟိုးအရင်တော့ကနေအရင်တော့ကပဲတိတ်ခဲ့ဘူးသူတို့ပုံစံလူလေးတစ်ဖြည်းနဲ့သူကဆဆန်တက်တာမျိုးအဲအရင်ကြီးပြောမှဆိုရင်ဟို တိတိနဲ့တိတ်မနေတတ်ဘူးတခါကျရည်စရာလေးပြောတတ်တယ်အဲ့လိုနေထိုင်လို့လေးပိုင်း3လေးရာရှိရဲ့အခါမှာတစ်ဖက်သူကတင်ကိုဒီလိုပွင့်လင်းမှုလည်းရှိရဲ့ပေါ့နော်ဒီလိုနေထိုင်မှုတစ်ဖက်သူကသဘောကျတဲ့ပွင့်လင်းရှိရဲ့ပြောဆိုလာမှာလေတခါလေးဟာတလေးနဲ့ရောကြီးပြောလာမျိုးရှိရဲ့အခါမှာတစ်ဖက်သူကတင်ကိုသဘောကျသွားတယ်ချစ်မိသွားတယ်ဆိုတဲ့အနေထိုင်မျိုးတွေ့ရတယ်ပြီး step 1 as more အဲ့တော့တဲရလေပြောမှဆိုရင်နည်းနည်းကောင်းပါတယ်နေထိုင်တင်မှန်လဲဆိုရင်ဒါကိုတင်ရမရအောင်လုံးဝအကြောက်ကန်ဒီရပဲပေါ့နော်ဒီငင်းဆိုတယ် ကောင်းပါလေသေးရဆိုသေးရမှန်အောင်မှန်လဲဆိုတဲ့အနေထားရဲ့ဒီလိုအနေထားမျိုးရှိတယ်။အဲ့ဒါကိုတစ်ဖက်လူကသဘောကျတာတင်းစိတ်လေးပေါ့နော်။တင်းရဲ့ပြောမလို့ဆိုလို့ရှင်ကိုယ့်ရဲ့ဒီဟိုဒီတတမကိုယ့်ရဲ့ဒီတတ်မှတ်ထားကိုစတက်ဘွန်ဖြစ်တဲ့အခါမှာဆိုလေကိုဒီဟာဆိုဒီဟာဟိုကိုမပြောင်းလဲဘူး။မပြောင်းလဲဘူးဆိုတဲ့စိတ်နဲ့ပဲကိုကတော့ကိုလုပ်တာမှန်တယ်။ဒါကိုဘာဘာမှလာမပြောနဲ့ကိုနားမထောင်ကိုဆက်လုံမယ်။အဲအဲ့လိုအနေထားမျိုးသွားတာ။ အဲအဲ့လိုအနေထားမျိုးကိုတစ်ဖက်လူကသဘောကျတာတင့်အောင်လေးသလားအဲ့လိုမျိုးတစ်ခါခေါင်းမာတဲ့စိတ်တက်လေးပေါ့နော်အဲခေါင်းမာတဲ့စိတ်တက်ကလေး तू ကသဘောကျတာတစ်ဖက် तू ကလေတမျိုးပဲနော်တစ်ဖက် तू ကသလားသူကသဘောကျတာအဲ့လိုမျိုးလေးပေါ့နော်ထပ်ကြည့်ပေးပါမယ်နောက်ပြီးတော့အော်ဒီမှာလဲ justice energy တွေ့ရပြန်တယ်နော်အဲ့တော့တစ်ဖက် तू ကအဲဟိုတင်ရပေါ့နော်အဲအဲအားလုံးဘယ်လိုပဲဘယ်ရာပဲဖြစ်ဖြစ်မျှတစွာဆောင်ရွက်တဲ့အနေထားလို့မျှတနဲ့ပဲသွားတယ် ခုနကျွန်မပိုင်ဝန်းမှာတွေ့ခဲ့တဲ့အနေအထားမျိုးပဲဟိုကိုယ့်ရဲ့လုပ်ငန်းခွင်သူပုံမှာလည်းမျှတစွာဆက်ဆံတဲ့အနေအထားရှိရယ်ကိုယ့်ကိုလည်းလာပြီးတော့မှဟို မျှတဆက်ဆံရင်ကိုကနေရာကိုပြန်ပြီးတော့မှပြောဖို့ဝင်မလေးဘူးဆိုတော့မဟုတ်မကန်စိတ်ရှိရယ်ပေါ့နော်အဲ့လိုစိတ်ရှိရယ်ဟိုနည်းနည်းလေးစွာကျင်းနေဆိုတော့အနေထားတော့ရှိရယ် ပိုင်းတရီးလေးတွေအားလေးမဟုတ်မကန်ဆက်ရှိရတယ်။နည်းနည်းသွားသားလေးတော့ရှိရပါတော့။အဲဒီလိုမျိုးအနေထားနဲ့ကိုယ့်အခြေအမှလည်းလာပြီးတော့မှတပန်ဆောင်းလေးပြောဆိုတာလေးမမျှတာဆက်ဆံရေးဆိုကိုမလိုလားဘူး။ဘယ်ဟာဖြစ်မျှတာသာဆောင်းဖြစ်တဲ့အဲဂျိုးသားချင်းကိုသဘောကျရတယ်ဆိုအနေထားနဲ့သွားတဲ့သူပိုင်းတရီးလေးတွေအားလေးအဓိကမှပိုင်းတရီးလေးတွေဒီအချက်သူ့ကိုတစ်ဖက်သူကလေးစားရတဲ့သဘောကျရတယ်ဆိုတဲ့အနေထားပါတော့။နောက်ပြီးတော့နောက်တစ်ခုကြည့်ကြပါမယ်နော်။ အော်ပန်သူရီလေးရာလည်းတက်တိလည်းရှိရယ်နော်အဲ့တော့ကိုအလုံးမှာဖြစ်ဖြစ်ပေါ့နော်ကိုချစ်သူနဲ့ဖြစ်ဖြစ်ကိုချို့ရာမှန်လားမှားလားဆိုအနေထားဒီအနေထားမှာဆိုရင်ကိုကတတိရှိရှိနဲ့ပြောဆိုပဲကိုမှန်တဲ့ခါမှဆိုရင်တတိရှိရယ်ဘသူမှကိုမချောက်ဘူးတတိရှိနဲ့ပြောရဲဆိုရဲရှိရယ်အလုံးမှာဆိုလဲဟိုခါတည်းကို meeting နဲ့မှလို့လို့ဟိုဟို meeting မှာဟိုကိုနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်ကိုအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဟို ဟိုမှားမှားလေဆိုကိုကလုံးဝရဲဝန်းကိုကထပြောတာဒီလိုအကြောင်းအရာရှိရဲသူတို့အကြောင်းကဟိုပေါ့ဒီ logical လေးကြကြဘယ်လိုမျိုးအဲတခြားလေးကိုကယုတ်တိရှိရှိလေးနဲ့ရှင်းပြပြီးတော့မှထပြောတာဒီအမှားတစ်ခုကိုကိုယ်စိတ်ထဲမှာလာပြီးငြိမ်ခံနေရသူမဟုတ်ဘူးပေါ့နော်ငြိမ်ခံနေဦးဟိုချက်ချင်းဖြည့်ရှင်းတဲ့သူမျိုးဆိုတဲ့အနေထားတွေ့ရတယ်တလားပိုင်းတွေ့လေးတွေ啊လေအော်ကိုရဲ့ဒီပိုင်သူလေးလေးရာလေအတေးကိုရဲ့ဒီ sorry အနာဂတ်နဲ့ပတ်သက်ပြီးတော့မှကိုက ိုဘာတွေလုပ်ရမလဲဆိုတဲ့အနေထား plan ဆွဲတယ်နော်အဲ့ဒီအနေထားကိုလည်းတစ်ဖက်သူကကိုသဘောကျတာကိုရဲ့ဒီတတိရှိမှုလေးပေါ့တတိရှိရဲ့ရဲဝန်နဲ့ရဲဝန်နဲ့စိတ်သက်လေးပေါ့နော်ရဲဝန်နဲ့တတိရှိရဲ့ဆက်ဆံမှုပြောဆိုဆက်ဆံရမှာလဲကြောက်စိတ်မရှိဘူးဘယ်နေရာတော်တော်ဘယ်နေရာရောက်ရောက်ဟိုဘယ်ဟိုဟိုဒီစိမ်းနဲ့ပဲသူတွေကိုမှအမြဲတမ်း confidence ရှိပြီးတော့မှလေကြောက်စိတ်မရှိဘဲနဲ့ဆက်ဆံပြောဆိုတဲ့အနေထားကိုတစ်ဖက်သူကကိုယ်သဘောကျတယ်ဆိုတဲ့အနေထားတွေ့ရတယ်နော် ပြောမှဆိုရင်ပိုင်သူလေးရဘလို့အခက်ခဲပဲလာလားနော်ဘလို့အခက်ခဲပဲလာလားဒီမှာဒီ fight room ကလုပ်ငန်းမှဆိုတဲ့အခါကျအနောက်ချက်လေးရှိတာမျိုးရှိကောင်းရှိလိမ့်မယ်ဒီနေ့ထဲမှာလည်းကိုဖြတ်ကျော်နိုင်တယ်အဲ့တော့တစ်ဖက်သူကလည်းကိုယ့်ရဲ့ရဲဝန်းတဲ့စိတ်ပေါ့နော်ဒီလိုမျိုးဟိုတေချာလေးကိုကဟိုတော့ဘလို့အခက်ခဲဟိုလာလားဖြတ်ကျော်ဖြတ်မယ်ဖြည့်ရှင်းမယ်ဟိုပြောမှဆိုလို့ရှိရင်အမြင်အထင်မြင်လွဲနေရဆိုရင်ဘလို့အထင်မြင်ကြောက်ဘာကြောက်လဲဆိုတော့အဲဒါတေချာလေးအကယ်တေချာလေး ဟိုပေါ့စနစ်တကျရင်အောင်တိအောင်ဆိုတခြားလေးပြောဆိုပြီးတော့မှဖြည့်ရှင်းလဲဆိုတဲ့အနေအထားမျိုးလုံးဝပြောမဆိုရင်အလုံးနဲ့ပတ်သက်လက်ဆိုနေကအလုံးနဲ့အလုံးမှာဆိုလဲကိုယ့်ရဲ့ဒီအဖွဲ့အစည်းတစ်ခုမှာဆိုလဲအထင်မြင်တချို့ပေါ့နော်အဖွဲ့အစည်းတစ်ခုနှစ်ခုခါကြတဲ့ဒီပါမန့်တစ်ခုနှစ်ခုအစဉ်ပြေရာမျိုးတွေရှိကောင်းရှိလိမ့်မယ်ဒီအနေအထားမှာဆိုလဲဟိုတစ်ဖက်သူတစ်ဖက်ဒီပါမန့်ကကိုယ့်ကိုအမြင်မလွဲအောင်ဘလို့ဆုံးဘလို့မျိုးဖြည့်ရှင်းပေးရမလဲဆိုတော့အိုင်ဒီယာမျိုးကလည်းအမြင်နဲ့ကိုယ်မှာလေဒီမှာကြည့်တင်းအိုင်ဒီယာလေးဟိုဖြည့်ရှင်းတတ်တတ်တဲ့ ဘလို့ခက်ခဲလာတဲ့အိုင်ဒီယာတိခေါင်းထဲမှာလေဘလို့ဖြည့်ရှင်းအောင်လဲနီးလဲအပြင်းလဲခေါင်းထဲမှာထွက်လာတာမျိုးပေါ့နော်အဲ့တော့တစ်ဖက်အလုံးမှာဆိုလဲဟိုကိုကလေသူ့ကိုရဲ့အထက်လူသားမို့ကိုပေးနေမှာရှိရလို့ကိုအားကိုရတဲ့အနေထားတခုမဖြည့်ရှင်းတတ်ဘူးဆိုရင်ကိုကိုလာပြီးတော့ခေါ်ပြီးဖြည့်ရှင်းပေးတာမျိုးဖြည့်ရှင်းခိုင်းတာမျိုးပေါ့နော်ကိုကဖြည့်ရှင်းတဲ့နေရာမှာကိုရဲ့ညံကထွက်ထွက်လာတာပေါ့ဘလို့ဖြည့်ရှင်းရမယ်နီးလဲနေအော်တိုထွက်လာတာပေါ့နော်အဲအဲ့ခါမှာကိုအားကိုကြတယ်ဒီဒီအရာကိုလဲတစ်ဖက်သူကတုံချစ်မိသွားတာပေါ့နော်တရားဖြည့်ရှင်းတဲ့ problem solving မှာဆိုလဲတော်တယ် ပြောလို့ဆိုရင်ညံကုတ်မျိုးရပေါ့နော်ညံကောင်းတယ်ဟိုညံကလေရုတ်တရက်ဒီဟိုဖြတ်ထိုးညံကိုကိုပေါ်လာပြီးထွက်လာတဲ့အနေထားပိုင်သူရီလေးရအဲ့အနေထားကိုဟိုတဖက်သူကလေတဲ့ဟိုသဘောကျတဲ့အနေအထားမျိုးပေါ့နော်သဘောကျတဲ့ချင်မိသွားတဲ့ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်เนาะအဲ့တော့ပြောမလို့ဆိုရင်အဲ့တော့ပိုင်သူလေးရလေးဟို ကိုယ့်ရဲ့လက်အောက်ငယ်သားလေးပေါ်မှာလည်းကိုတေချာလေးကိုဘယ်လိုမျိုးတွားမယ်လုကမယ်ကင်ရမယ်ဆိုတဲ့အနေအထားမှာလည်းတေချာလမ်းညုံပေးရပေါ့နော်ကြည့်ရတာပိုင်တွေးလေးရလည်းနေရာတစ်ခုမှာရတဲ့လူလေးပဲဒါလားပိုင်တွေးလေးရလေးနေရာတစ်ခုမှာအဲဇာတ်လူတစ်ခုရရှိထားတယ်ကိုယ်မှာလက်အောက်ငယ်သားလေးရှိရနော်ဒီအနေထားမှာကိုသူတို့ training ပေးတာမျိုးဘယ်လိုဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာကိုလမ်းညုံပြတ်တဲ့အဲဆိုတဲ့အနေထားမျိုးပေါ့နော်တွားတယ်ဆိုတဲ့အနေထားရှိရတတိရှိရရဲဝန်းနဲ့တွားတယ်ရဲဝန်းစွာရှိရဆိုတဲ့အနေထားရဲဝန်းနဲ့ဆိုတဲ့စိတ်က ရှိနေတယ်ဒီစိတ်လေးကိုတစ်ဖက်တူကသဘောရင်းဝင်တယ်မိသားစုစိတ်တက်လေးရှိတယ်နှွေးထွေးမှုရှိတယ်ပွင့်လင်းမှုရှိတယ်တခါတည်းရည်စရာလေးနဲ့ပြောတတ်တယ်ဒါမဲ့အဲတင့်ရဲ့ဟို stubborn ဖြစ်တဲ့ခေါင်းမာတဲ့အနေထားလေးလည်းသူကသဘောကျတယ်ခေါင်းမာတယ်ဆိုတာလည်းဒါပါဆိုတော့ကိုယ့်ရဲ့ဟိုကိုပြောတဲ့အနေထားကမှန်ကန်နေရခါမှာကျတဖက်သူကလာပြီးတော့မှပြောတဲ့ခါကိုကလက်မခံဘဲနဲ့တွန်းထုတ်ပြီးတော့မှအကတ်ပြန်လုပ်တဲ့အနေထားပေါ့နော်ဒီအနေထားမှန်တယ်ကိုလာမပြောတော့ဒါမှန်တယ်ကိုမှန်တယ်ဆိုကိုမှန်တယ်ပဲဒီစိတ်နဲ့ရှောက်သွားတယ်ရှောက်တယ်ဆိုတဲ့ဒီ အလုံးမှပြည့်ရဲ့အခြေအမှားဖြစ်ကိုယ့်ရဲ့စိတ်ကသူမှန်တဲ့ထင်ကိုဒီတိုင်းပဲဆက်လုပ်တယ်ဆိုတဲ့အနေထားမှာဆိုရင်တစ်ခါသူကတင်းရဲ့အလိုစိတ်တက်လေးကိုစတက်ဘွန်ဖြစ်တာလေးကိုလည်းသူသဘောကျနေတာပေါ့နော်အဲ့တော့ပြောမစုံပိုင်တူလေးတွေကလေအလုံးနဲ့ပတ်သက်ပြီးတော့မှတေချာလေးပေါ့နော်စူးစမ်းအောင်မြင်အောင်ထိသွားနိုင်လဲဆိုတဲ့ပေါ့နော်ဟိုပေါ့ စူးစားစူးစူးစားစားနဲ့သွားလိုက်ဆိုရင်အမိသားလေးရှိရဲဆိုတာကိုတစ်ဖက်လုံးတွေ့ရတယ်။ဒါပေမဲ့အလုံးအလုံးမှလည်းကိုကဒီမှာကြည့်အလုံးအလုံးမှလည်းအောင်မြင်ရတဲ့အမိသားနဲ့တွေ့ရအောင်နော်။အလုံးမှအောင်မြင်ရတဲ့ဒီမှာခုနပြောခဲ့တဲ့ကျမပြောခဲ့တဲ့ဒီဇာတ်လူတစ်ခုရရှိထားတဲ့အမိသားပေါ့နော်။အမိသားမှဆိုရင်လည်းကိုရဲ့ဒီပိုင်းသူလူလေးရာဒီကိုရဲ့ဘေးနားမှာရှိတဲ့ကိုရဲ့ဟိုနော်လက်အောင်ငယ်သားဖြစ်ကိုရဲ့လုပ်ဖို့ကိုင်ဖက်တရားဖြစ်ကိုအစစအရာကို ဖြည့်ရှင်းဖို့တချို့ရအခက်အခဲတွေမှာဆိုကိုယ်အားကိုးနေရတာဆိုအနေထားတွေ့နေရတာเนาะပိုင်းတူလေးတွေကိုလေပိုင်းတူလေးကဟိုကဒီညံညံရေကလောကဝင်ညံညံခုမျိုးတွေဖြတ်ထိုးညံကောင်းတယ်ဆိုအနေထားပေါ့เนาะအဲ့အဲ့အနေထားလေးတစ်ဖက်တူကတကယ်အလုတ်ကန်လုတ်ကန်မှုစူးစမ်းမှုလေးကိုလည်းသဘောကျတာလည်းပါတယ်ပေါ့เนาะအဲ့တော့တင်ရဲ့တတိရှိမှုပေါ့နော်တင်ပညာရရောတင်တတိရှိနေရကြောရဲဆိုရဲနေရဆိုတဲ့အနေထားနဲ့သွားတာပေါ့နော်အဲ့ဒါကိုတစ်ဖက်ကအရန်သဘောကြအဲ့တစ်ချက်ကိုသူကပို့သဘောကြတင်တတိရှိရဲ့အချက်ကို တတိရှိရှိနဲ့ပြောဆိုရဲတယ်၊သွားရဲလာရဲတယ်၊ဘယ်သူမှမကြောက်ဘူးဆိုတဲ့အနေထားကိုပန်သူလေးကိုတစ်ဖက်သူကချစ်မိသွားတာပေါ့နော်။အဲ့တော့ဒီ video လေးကဒီလောက်ပါပဲနော်။အဲ့တော့နောက်ဒီ video လေးမှာကျွန်မတို့ကြပါမယ်။ကျွန်မရဲ့ channel လို့ subscribe လုပ်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။